မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းချောင်းမြို့နယ်ကံကြီးကုန်းပြူစောတိရွာကိုရိတ်ခါနဲ့တက်ကူလာပို့တဲ့စစ်ရဲရဲနှစ်စီးကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်စ်လ30ရက်နေ့မွန်းလွဲတနအိုင်ကမှာကံကြီးကုန်းပြူစောတိရွာကိုရိတ်ခါနဲ့တက်ကူလာပို့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရဲရဲနှစ်စီးကိုတော်လိုက်တပ်ဖွဲ့များကရော့ကတ်များရှော့တိုက်ဒုံးများ60 30မောင်းမှလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ထက်မနည်းထိခိုက်သေးဆုံးပြီးတော့တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Royal Tiger Force ပျောက်ကြားတပ်ဖွဲ့နဲ့အတူပြည်သူ့ကာကွယ်တပ်ဖွဲ့ရေစကြိုမြို့နယ်ဘက်ကပါချောင်းခရိုင်အမှတ်7တိုင်ရင်ငမိုးရိပ်စစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပြည်သူ့ကာကွယ်တပ်မတော် PDF တောင်ပိုင်းစစ်ဒေသအမတ်နဲ့စစ်ဒေသကိုကဲမှုလက်အောက်မှာရှိတဲ့တပ်များလှုပ်ရှားတဲ့ဘကိုးတိုင်းမွန်ပြည်နယ်အပါအဝင်မြို့နယ်ပေါင်း20မှာဩဂတ်လအတွင်းတိုက်ပွဲ32ကြိမ်ဖြစ်ပွားပြီးတော့စစ်သား140ဦးသေဆုံးကလက်နက်မျိုးစုံ30ကျော်ကိုသိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ1ရက်နေ့ကနေပြီးတော့31ရက်နေ့အထိပြည်သူ့ကာကွယ်တပ်မတော် PDF တောင်ပိုင်းစစ်ဒေသအမတ်နဲ့စစ်ဒေသကွယ်ကိုကဲမှုအောက်မှာရှိတဲ့တပ်များလှုပ်ရှားတဲ့ဘကိုးတိုင်းမွန်ပြည်နယ်အပါအဝင်မြို့နယ် ယ်ပေါင်း20မှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်များနဲ့စစ်ကောင်စီတပ်များထိတွေ့တိုက်ပွဲ32ကြိမ်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်140ဦးသေဆုံးက65ဦးကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ဒါ့အပြင်လက်နက်အမျိုးအစားအစုံလင်းအလက်ပေါင်း30ကျော်ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျာ။၎င်းတိုက်ခိုက်မှုကိုတောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသကိုကွယ်မှု လက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တပ်ရင်းတပ်ဖွဲ့များဒေသဆိုင်ရာပြည်သူ့ကာကွယ်တပ်ဖွဲ့များနဲ့မဟာမိတ်များဖြစ်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU KNL တပ်များပူးတွဲကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်မတော် PDF ကရဲဘော်တအူးကြဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ပွဲများအတွင်မှာအကြမ်းဖက်စစ်ကောင်စီရဲ့၄ချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုတွေကြောင့်အပြစ်မဲ့အရဲသားပြည်သူ၁၈ဦးသေဆုံးက36ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဖားကံမြို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အပြင်စက်တမလ9ရက်နေ့ညပိုင်းမှာမျိုးရင်းရက်ွက်တေးမှာပါပြစ်ခတ်တန်းတွေထွက်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလ9ရက်နေ့ညဦးပိုင်း9နာရီဝန်းကျင်မှာဖားကံမြို့ပေါ်ရက်ွက်တွေဖြစ်တဲ့မြို့မှာရက်ွက်ဘက်ကနေပြီးတော့တနက်ပြစ်ခတ်တန်းတွေထွက်ပေါ်ခဲ့တယ်လို့ဖားကံဒေသခံတို့ကပြောပါရယ်ဖားကံမြို့ထဲမှာပါပြစ်ခတ်နေကြပြီး drone ကိုလိုက်ပစ်နေတာလို့ပြောပါရယ် တခြားဖားကဒေသခံတို့ကလည်းမြို့တွင်းမှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ဘျူဟာဂုံးကနေထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA အဖွဲ့ကတိုက်ခိုက်နေတာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။လေးရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့စိုင်းတောင်လုံခင်းလန်းဟောင်းဂျန်ကက်ရွာဘက်မှာလည်းဒီကနေ့အထိကိုတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့သိရပါတယ်။ဖားကဘျူဟာကနေပြီးတော့လက်နက်ကြီးပြစ်ခတ်တန်းတွေကိုကြားနေရတယ်လို့ဖားကဒေသခံတွေစီကသိရပါတယ်။ဖားကဘျူဟာဂုံးကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဂျန်ကက်ချေးရွာဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်လေးရက်နေ့မွန်လွယ်ပိုင်းကလေးက နှစ်ဖက်ထိပ်တွေတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးတော့တိုက်ပွဲဖြစ်ပွားရာနေရာနဲ့နေတဲ့မျိုးစုံရက်ကွက်ကပြည်သူတွေပါထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းပဲခူးမြို့နယ်ကိုတူးခွဲရေလောင်တမန်မှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလ၄ရက်နေ့ညနေ၄နာရီကမှပဲခူးမြို့နယ်ကိုတူးခွဲရေလောင်တမန်မှာအကြမ်းဖက်စစ်တပ်နဲ့ပဲခူးခရိုင်၃ခု၃ညတဲ့တရဲတပ်ခွဲ၃တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီထိပ်ပိတ်တိုက်ပွဲဟာမိနစ်၂၀ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်ကိုတူးခွဲရေလောင်တမန်မှာစက်တမလ၄ရက်နေ့ညနေ၄နာရီ ရဝင်းကျင်လောက်ကမိနစ်20ဝင်းကျင်အကြမ်းဖက်ဆက်တက်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါစစ်ခွေးတွေဘက်ကနှစ်ကောင်သေးတယ်နှစ်ကောင်ကတော့ဒဏ်ရာပြင်းထန်တယ်လို့ဘကိုးခေအိုင်3ခု3ရက်တက်ရင်တက်ခွဲ3ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တီပေါင်းမြို့နယ်မှာရှိတဲ့ခြေပါများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အချမ်းမတ်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာအမျိုးသားနှစ်ဦးသေဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ၄ရက်နေ့ည9:30မိနစ်ခန့်မှာနမ်လန်မှာအခြေချတဲ့အချမ်းမတ်စစ်တပ်ကပြည်သူများရှိရာနေရာကိုဥတီပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်ကျောင်းမြိတ်ရွာမှာရှိတဲ့နေအိမ်တလုံးပေါ်ကိုကြက်ရောက်ပေါက်ွဲခဲ့ပြီးတော့နေအိမ်အတွင်းမှာရှိတဲ့အသက်83နှစ်အရွယ်အမျိုးသားဖြစ်တဲ့ဦးလုံးစိတ်ဆိုသူပွဲချင်းပြီးတေဆုံးသွားခဲ့တယ် ို့သိရပါဗျ။ဒါ့အပြင်အသက်82နှစ်အရွယ်၎င်းရဲ့အမျိုးသမီးဖြစ်သူဒေါ်နန်းရွက်လူရဲ့6နှစ်ဖက်နဲ့ခန္ဓာကိုယ်တော့မှာလဲလက်နက်ကြီးကြီးစားတွေထိမှန်ပြီးတော့ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲစက်တင်ဘာလ2ရက်နေ့မနက်9နာရီကမှလဲအကြမ်းမဲ့စစ်တပ်ကပြည်သူများနေထိုင်ရာကိုဥတီပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာနားမခေါ်ချေးရွာမှာလက်နက်ကြီးကြားရောက်ပောက်ကွဲကအမျိုးသားတအုပ်တိတ်ဆုံးပြီးတော့တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းမြင့်ကြီးရွာမှာလဲကိုကျော်မြင့်ဆိုသူလက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တီဘောမြုံမှာဩဂတ်စ်လ၁ရက်နေ့ကနေပြီးတော့စက်တင်ဘာလ၅ရက်နေ့အထိအကြမ်းဖက်စစ်တပ်ကအရက်သားများရှိရာနေရာများကိုဥတီပြီးတော့လေကြောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ကလေးငယ်များအပါအဝင်ဒေသခံပြည်သူ24ဦးသေဆုံးက63ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရေတာရှိမြို့နယ်ကျွဲကောပင်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေချောင်းကနေဘုံကျဲတိုက်ခတ်ခြင်းကြောင့်အမျိုးသမီးတအုပ်တိတ်ဆုံးပြီးကလင်းငယ်နှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ၄ရက်နေ့မနက်2:30မိနစ်ခန့်မှာရေတာရှိမြို့နယ်ကျွဲကောပင်ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံကျဲပြီးတော့ Rocket များနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လေချောင်းကနေတိုက်ခတ်မှုကြောင့်ကျွဲကောပင်ရွာမှာကလင်းနှုတ်တိုက်နေတဲ့အသ တ်22နှစ်အရွယ်မတ်နွယ်နွယ်ဆို ပွဲချင်းပြီးတည်ဆုံးကအသက်73နှစ်အရွယ်မချစ်စပယ်နဲ့အသက်6နှစ်အရွယ်မောင်အောင်သူဟင်းတို့ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကျွဲကောပင်ဂျေးရွာကိုဘာတိုက်ပွဲမှာဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ဘုံကျဲပြီးတော့1.20အမြောက်တွေနဲ့၅ချက်ရမ်းပြီးတော့ပစ်သွားတာကလင်းတို့တိုက်နေတဲ့အမျိုးသမီးတို့ပွဲချင်းပြီးတည်ဆုံးတဲ့73နှစ်အရွယ်မိန်းကလေးတဦးနဲ့6နှစ်အရွယ်ကလင်းငယ်တဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အလားတူပဲမြန်မြို့နယ်အနောက်မြောက်ပိုင်းထဏောင်းကုန်းရွာနဲ့ ဗဟင်းရွာစေးရုံအနီးတဝိုက်နဲ့စာတင်ကျောင်းအနီးတဝိုက်ကိုလည်းအကြမ်းဖက်စစ်တပ်ကစက်တဘာလ9ရက်နေ့ညနေ9:00နာရီခန့်မှာလေကျောင်းကနေပြီးတော့ဘုံကျက်တိုက်ခိုက်ခဲ့ကြောင်း We Love မြိုင်အဖွဲ့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာဗဟင်းရွာမှာရှိတဲ့နေအိမ်တလုံးနဲ့ကားတစ်စီးထိခိုက်ပျက်စီးခဲ့ပြီးတော့ပြည်သူများထိခိုက်မှုမရှိဘူးလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ဟိန်းစဲဒေသအခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ရေတပ်မှတာဝန်ထမ်းဆောင်နေတဲ့တပ်ကြတအူဟာလက်နက်မဲ့အလုံးဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့မှာမွန်ပြည်နယ်မော်လမြိုင်မြို့နယ်ဟိန်းစဲဒေသအခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ရေတပ်အမှတ်နှစ်ဘူးဟာရေရင်စုကတပ်ကြညီညီလွင်ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ရန်ကုန်တိုင်းစစ်ဌာနတပ်ရင်း9တ3ညာနှစ်ကိုဆက်သွယ်ပြီးတော့လက်နက်မဲ့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့အကြမ်းဖက်စစ်ကောင်စီရေတပ်ကတပ်ကြညီညီ ီလွင်ကိုလုံထုံးလုံနီးများနဲ့အညီစီစစ်လက်ခံပြီးတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်ကဂုံပြုစုငွေချိမြဲ့ပေးခဲ့တယ်လို့သိရပါဗါးလက်နက်ချပြီးတော့ပြည်သူနဲ့ပူးပေါင်းလို့တဲ့စစ်ကောင်စီတပ်သားများကိုရန်ကုန်တိုင်းစစ်ဌာနချုပ်ကလက်ခံကြိုဆိုလျက်ရှိကလူခွင့်ရေးအပြည့်အဝရရှိစေပြီးတော့လက်နက်နဲ့အလင်းဝင်လာတဲ့သူများကိုစုငွေများချိမြဲ့ပေးသွားမှာဖြစ်တယ်လို့အတိပေးထုတ်ပြန်ထားပါဗါးပြီးခဲ့တဲ့ဩဂတ်လ16ရက်နေ့ကလည်းအကြမ်းတ်စစ်ကောင်စီရဲ့တပ်မ44လောက်ခန့်ခမရ2ကတပ်သားဝေလင်းထက်နဲ့ခလာရ7နဲ့တရင်36ကတပ်သား ခွန်ကျော်ဦးတို့နှစ်ဦးကိုရန်ကုန်တိုင်းစစ်ဌာနတရင်9132ညကိုဆက်သွယ်လာပြီးတော့လက်နက်မဲ့အလင်းဝင်လာခဲ့တဲ့အတွက်လုံထုံလုံနှီးများနဲ့အညီစီစစ်လက်ခံကဂုံပြူစုံငွေများကိုချိမြှင့်ပေးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ